သူ့ရပိုင်ခွင့်တွေကိုတရင်မှုက ထုတ်စားနေမြဲစစ်သားအလောင်းဖျောက်တာပေါ့နောက်ဆုံးတိုက်ပွဲကြထားတဲ့တိုက်ချက်ကြီးကတရင်ဆွန်ကျွေးမှာဝင်ပူးပြီးသူ့သေးတာတနည်းရှိပြီးသူ့ကိုဆုံးသွတ်ပေးကြပါလို့ပြောတော့မှအလောင်းဖျောက်ထားတာပေါ်ရတာအခုငလင်းမလာ28ရက်လှုပ်တော့29နေပြီးတော့စည်ရေးပြမှာပါတဲ့တက်သား9000တဲကတော်တော်များများနေပြီးတော့မှပဲတေကုန်ကြတယ်အဲ့ဒါတွေဘမားမှာစည်ရေးမရှိဘူး ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြမယ့်စောင်းပါတစ်ပုဒ်ကတော့မုံမခမီဒီယာမှစောင်းပါရှင်မောင်တူးရေးသားတဲ့ငလင်စစ်တပ်အလောင်းဖျောက်ရှင်ဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်ငလင်သေးစရင်ချော့ပြခြင်းမှာဖျောက်ရှင်တစ်မျိုးအကျင့်ဆိုးပင်လောက်ရိုးလှုပ်စဉ်ဖြစ်နေတကားအိုးဘိုထောင်မှာငလင်ကြောင့်နိုင်ငံရေးအကျဉ်းသားအယောက်20အပါအဝင်အကျဉ်းသားပေါင်း30ကျော်တည်ဆုံးခဲ့ပါတယ်အာနာသိစစ်တပ်ကဒီသတင်းကိုမထုတ်ပြန်ပါနိုင်ငံရေးအကျဉ်းသားအဖွဲ့9ဖွဲ့ပေါင်းပြီးဒီသတင်းကို ဧပြီ20ကထုတ်ပြန်တယ်။စစ်တပ်ကအမောင်းချထားတယ်။နိုင်ကျင်းအဖွဲ့တွေကမိမောင်းထုတ်ပြတယ်။စစ်တပ်ကငလင်းအလောင်း30ကျော်ဖျောက်တယ်။နိုင်ကျင်း9ဖွဲ့ကအလောင်း30ကျော်ပေါ်လိုက်တယ်။တမိုင်းတစ်လျှောက်စည်ရင်ဖျောက်သည်အံ့လောက်ပါတော့တက်မတော့။ကျွန်တော်ရဲ့ DBP သတင်းတောက်တပ်တန်း33နှစ်တင်းလိုက်ခဲ့တဲ့အတွေ့အကြုံရတကယ်တော့စစ်တပ်ကအလောင်းဖျောက်တာအခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့10နှစ်အင်းဒင်ရွာလူသတ်မှုမှာ10လောင်းဖျောက်ခဲ့မှုပါတယ်။ အလားတူပဲလွန်ခဲ့တဲ့၈နှစ်ကတင်းကြံတွင်းမှာတည်ဆုံးခဲ့တဲ့အလောင်း465လောင်းကိုတောင်မှဖျောက်ပစ်ခဲ့ဘူးပါတယ်။တမိုင်းတစ်လျှောက်အလောင်းဖျောက်ခဲ့တာစစ်တပ်အဖို့ရိုးနေပါပြီ။38နှစ်ကြာခဲ့ပြီဖြစ်တဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးမှာစစ်အာဏာရှင်တွေကရဟန်းရှင်လူပြည်သူတွေကိုပြစ်တက်ရိုက်တက်ပြီးအလောင်းတွေဖျောက်ခဲ့ပါတယ်။ဒါတင်ပဲလားမဟုတ်သေးပါလွန်ခဲ့တဲ့52နှစ်ဥသံအရေးခင်းတော့ကလည်းစစ်တပ်ကပြစ်တက်ပြီးចောင်းသားပြည်သူအလောင်းတွေဖျောက်ခဲ့ပါတယ် 63နှစ်အကြာဇူလိုင်9ရက်ကလည်းရန်ကုန်တက္ကသိုလ်ထဲမှာចောင်းသားတွေကိုပြစ်တက်ပြီးယာနဲ့ချီတဲ့အလောင်းတွေဖျောက်ခဲ့တယ်။2000ခွန်ချွေးဝါရောင်ဒေါ်လာရေးတုန်းကဆိုရင်ယဟန်တန်ကအလောင်းတွေတောင်မှဖျောက်ပြစ်ခဲ့တာပါ။2008နာဂစ်တုန်းကရောတဘာဝဘေးအဆက်ဆက်မှာရောဒီလိုပဲလိန်နာညာတာစရင်ဖျောက်တာပါပဲ။အခု2021အာနာသိမ့်ပြီး၄နှစ်အတွင်းဆိုပိုဆိုးသေးပါတယ်။နေရာတိုင်းမှာတက်နေရာတိုင်းမှာအလောင်းတွေဖျောက်တာပါ။အလောင်းဖျောက်စစ်တက်စစ်တက်အလောင်းဖျောက်ရှင် အခုကျတော့အစိုးဆုံးအဆင့်မလုတ်သင့်မလုတ်ထိုက်ငလင်စစ်တပ်အလောင်းဖြောက်ခြင်းအထိမိုက်လာနေပါပြီဗျာအိုးဘိုထောင် ငလင်သေးစရင်ငလင်ကြောင့်အိုးဘိုမှာအကျဉ်းသား30ကျော်တည်ဆုံးတာကိုစစ်ကောင်စီကတည်င်းဖုံးထားတာပါငလင်ကြောင့်မန္တလေးမြို့အိုးဘိုထောင်တွင်အဆောက်အုံတွေပြိုကျခဲ့တာရှိသလိုနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသား30ကျော်တည်ဆုံးခဲ့ရတဲ့တည်င်းကိုစစ်ကောင်စီနဲ့အကျဉ်းဦးစီးဘက်ကတည်င်းမောင်းရှာထားတယ်လို့ ိုင်ဂျင်းတွေကိုကူညီတဲ့အဖွဲ့တွေစီကသိရပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင့်အိုးဘိုအချင်းထောင်ကအိုးဟောင်းနေတဲ့အဆောက်အုံတွေပြိုကျခဲ့တယ်လို့နိုင်ဂျင်းတွေအပါအဝင်အချင်းသူအချင်းသား30ထက်မနည်းတည်ဆုံးခဲ့ပြီး280ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါဒီသတင်းတွေကိုတော့ငလင်လှုပ်ခတ်ပြီးတလနီးပါးကြာလာချိန်အထိစစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသလိုအချင်းဦးစီးဌာနဘက်ကလည်းသတင်းဖုံးကွယ်ထားတယ်လို့နိုင်ငံရေးအချင်းသားတွေကိုကူညီနေတဲ့အဖွဲ့ခုနှစ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် လက်ရှိသတင်းရရှိထားသလောက်ကနိုင်ငံရေးအကျဉ်းသား10ဦးနဲ့နိုင်ငံရေးအကျဉ်းသူ10ဦးကျော်အပါအဝင် စုစုပေါင်းအကျဉ်းသား30ကျော်တည်ဆုံခဲ့တယ်လို့ခုနှစ်ဖွဲ့ကထုတ်ပြန်ထားတာပါတည်ဆုံနိုင်ကျင်းတွေရဲ့မိသားစုတွေကိုအသိပေးဖို့နိုင်ငံတကာကြက်ချင်းဒီအဖွဲ့တွေကိုထောင်တွေတဲဝင်ခွင့်ပေးဖို့ငလင်ရောက်ပြက်စီးသွားတဲ့ထောင်တွင်အဆောင်တွေကိုစိတ်ချရအောင်ပြင်ဆင်ပြီးမှအကျဉ်းသားတွေကိုထားဖို့လေခုနှစ်ဖွဲ့ကတောင်းဆိုလိုက်တာပါဒါကအိုးဘိုထောင်တထောင်ပဲရှိပါသေးတယ် စကိုင်းနေပြည်တော်မကွေးစားတဲ့အခြားထောင်တွေမှာရောငလင်ကြောင့်အကျဉ်းသားဘလောက်အသက်ဆုံးရှုံးခဲ့တယ်လဲနေပြည်တော်က70ပြည့်ဒေါအောင်ဆန်းစုကြည်တမရကြီးဦးဝင်းမြင့်တို့ရောဘလို့လဲစစ်တပ်ကနှုတ်ဆက်လျက်သားပါပဲအင်းဒင်ရွာဆယ်လောင်းဖြောက်မှု၄လကြာမှစစ်တပ်ဝန်ခံ2019ခုနှစ်စက်တင်ဘာတရက်ကရခိုင်ပြည်နယ်မောင်တော်မြို့နယ်အင်းဒင်ရွာမှာလူ၁၀ဦးကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပါတယ်ဒါကိုစစ်တပ်ကအလောင်းဖြောက်ထားခဲ့ပါတယ် လေးလနဲ့၁၀ရက်ကြာမှဖွက်ထားလို့မရတဲ့အဆုံးစစ်တပ်ကတပ်ဖြတ်ခဲ့ပါတယ်လို့ထောက်ပြန်ဝန်ခံလိုက်ပါတယ်ဒါတောင်မှရိုက်တာသတင်းဌာနကသတင်းတောက်ကိုဝါလုံးနဲ့ကိုကျော်စိုးဦးတို့ကအရိုက်အနက်ခံပြီးပေါ်ထုတ်ခဲ့လို့ဆယ်လောင်းပေါ်သွားခဲ့တာလေအဲ့ဒီလိုမှမဟုတ်ရင်ဆယ်လောင်းဟာတသက်လုံးပျောက်သွားမှာပေါ့အဲ့ဒီတုန်းကရခိုင်မှာဆယ်လောင်းနဲ့ဖျောက်တာအခုကအိုးဘိုထောင်ကငလင်သင့်အလောင်း30ကျော်ဖျောက်တာ ပြီးတော့အိုးဘိုတွေမကတနိုင်ကလုံးကငလင်သည့်တေဆုံးအကျဉ်းသားဆရင်နောက်ထပ်ဘလောက်ဖျောက်ထားသေးတယ်လဲဆိုတာလေပေါ်သူရှိမှသိရမယ်အရှိဘာပဲဖြစ်ဖြစ်အင်းဒင်ဖျောက်ဆယ်လောင်းပေါ်ကောင်တွေကကိုဝါလုံးတို့နှစ်ဦးနဲ့ရိုက်တာတည်င်းဌာနပေါ်ကောင်ဟင်နရီဘန်တီယို2018သင်္ကြန်တွင်9ရက်မှာလူ495ဦးသေတယ်စစ်တပ်ကကြေညာတော့သင်္ကြန်ကာလတစ်ချောင်းလုံး30တာသေတဲ့ မြန်မာပြည်ရဲတပ်ဖွဲ့ကနှစ်ဆန်းနှစ်ရက်မှာကြေညာချက်ကိုပြန်ကြည့်30တဲတကယ်သေးတာက465လောင်းဆိုတော့465လောင်းကိုဖျောက်ထားတာများဗျာဘယ်အချိန်ကြမှာဒီအမှုပေါ်တယ်လဲတက်လားနောက်တစ်နှစ်ကြာမှပေါ်တယ်ဗျာကျွန်တော်ကသတင်းလိုက်တော့ရန်ကုန်စေယုံကြီးမှာတင်အလောင်း60ကျော်မန္တလေးစေယုံကြီးကလည်း60ကျော်မြဝတီမော်လမြိုင်6တာချီလိပ်ရေနံကျောင်းစသဖြင့်တပြည်လုံးသတင်းတွေစုလိုက်တော့တင်းကြံတွင်အသေး300ကျော်ကျော်ပြီဒါကြောင့် 300ကျော်ထုတ်ပြန်ခြင်းနဲ့ဒါပေမဲ့ရဲတပ်ဖွဲ့အတီးပြုတ်ချက်ကိုပဲထုတ်ပါဆိုတော့ရဲတပ်ဖွဲ့ကအတီးပြုတ်ထားတဲ့30ဦးအသေးစရင်ပဲအတီးပြုတ်လိုက်ရပါတယ်2019ခုနှစ်ကြမှာတင်းကြံအကျော်တင်းကြံတွင် လူအသေးပြောက်ထိခိုက်မှုနည်းရအတွက်ကောမဒီဥက္ကဋ္ဌဦးဟင်နရီဘန်တီယူကအစည်းအဝေးလုပ်တယ်အစည်းအဝေးမှာမနစ်က2018တင်းကြံ5ရက်မှာလူ495ဦးသေဆုံးခဲ့ရတယ်ဒီနှစ်လူသေးနေပါရေးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကြဖို့ဆိုပြီးတော့ ဦးဟင်နရီဘန်တီယူကပြောကြားတယ်။သူပြောကြားချက်ကသတင်းစာတွေမှာပါလာတော့ဖတ်ရတယ်။2018သေး465ဦးက2019သေးညံကြားမှာအမှန်သိရတယ်။တကယ်သေးတာ465ရဲကထုတ်ပြန်တာ30ဆိုတော့465လောင်းဖျောက်ထားတာပေါ့။တနည်းတောင်မှကြောက်အောင်465လောင်းကိုဖျောက်နိုင်ပါ။ဒုသမရဦးဟင်နရီဘန်တီယူဖော်ပြလို့ပါ။ခစ်တဲ့ချောက်ဘလောက်ဖျောက်ခဲ့တယ်လဲ။စစ်အာဏာရှင်လက်အောက ဘလောက်များအလောင်းတွေဖြောက်ခဲ့တယ်လဲ1962 7 July အရေးတော်ပုံမှာကျောင်းသားတွေကိုရန်ကုန်တက္ကသိုလ်ထဲမှာပြစ်တက်ပြီးကားတွေနဲ့တင်ယူသွားခဲ့တယ်။မော်ဘီဘက်မှာကျင်းကြီးတွေတူပြီးမြုပ်ပစ်ခဲ့တယ်။ကိုရစ်ကြုံသူတွေရဲ့ပြောပြချက်တွေပါကျောင်းသားအလောင်း200တောင်ဖြောက်ခဲ့တယ်။1984ခုနှစ်ဒီဇင်ဘာ9ရက်ညဥတန်အရေးတော်ပုံမှာလဲဥတန်အုပ်ကမှဝိုင်းထားတဲ့ကျောင်းသားတွေကို ပြစ်တက်တယ်။ရန်ကုန်တက္ကသိုလ်ထဲကတခြားကျောင်းသားတွေကိုစစ်တပ်ကပြစ်တက်တယ်။ ပြီးတော့ကောက်တွေနဲ့တင်ယူသွားပြီးရာနဲ့ရှိတဲ့အလောင်းတွေဖြောက်ပစ်လိုက်ကြတယ်1988ခုနှစ်ရှစ်လေးလုံးအရေးတော်ပုံမှာလဲရန်ကုန်မန္တလေးစသဖြင့်တနိုင်ငံလုံးမှာပြစ်ခတ်တပ်ဖြတ်ပြီးအလောင်းရာထောင်ချီဖြောက်ပစ်ခဲ့တာပါအလောင်းတွေမြုပ်ခါနီးမသေးလို့ထွက်ပြေးလာခဲ့တဲ့မျက်မြင်သက်သေတွေကပြန်ပြောပြခဲ့ကြတာပါ2000စက်တင်ဘာရွှေဝါရောင်တန်ကဒေါ်လာရေးမှာလဲအလားတူအလောင်းဖြောက်ခဲ့တာပါတန်ကာရော်ရီရဲ့ရုပ်ကလပ်တွေကိုဖြောက်ဖြက်လိုက်ကြတာမို့အစိုးရကအစိုးဆုံးပါ လမ်းနေပေါ်မှာပြစ်တတ်တယ်။ညဘက်စာတင်တိုက်တွေကိုဝင်စီးပြီးပြစ်တတ်တယ်။ပြီးတော့နင်းမျိုးစုံနဲ့အလောင်းတွေဖျောက်ပစ်ခဲ့တာပါပဲ။တေလီရက်နဲ့တေစရင်ထုတ်ရမှာကြောက်သူများ COVID-19 ရောဂါတွေကူးစက်ကြတော့ကဘကုတ်ပြည်သူစေယုံကြီးမှာတယောက်သေးတယ်။စေယုံဆရာဝန်ကြီးကိုအင်တာဗျူးလုပ်တော့ COVID နဲ့သေတာမဟုတ်ဘူး။ TB နဲ့သေတာလို့ဖြေပါတယ်။ကျွန်တော်တို့ကသတင်းတော့အနေနဲ့မေးတယ်။ COVID ဖြစ်လို့ဒီလူကဆေးလာ ကုနေတာ။တေတော့ဘာကြောင့် TB ဖြစ်သွားတယ်လဲပေါ့။ဆရာဝန်ကြီးပြန်ပြောတာက ဒီလူမှတီဘီလည်းဖြစ်နေတယ်အခုမှကိုဗစ်ဖြစ်ပြီးဆေးရုံလာတက်တယ်ယောဂါနှမျိုးစလုံးရှိနေတယ်ဆေးရုံကတော့တီဘီကြောင့်လို့ပဲဆုံးဖြတ်တယ်ကိုဗစ်နဲ့တည်တယ်လို့မယူဘူးတဲ့ကြည့်သူတို့စီမှာတေးသူတဦးတိုးမှာကိုကြောက်တာလေကိုဗစ်နဲ့တေးသူတဦးစရင်ဖျောက်တာရဲမှုတဦးကိုလည်းမေးဘူးတဲ့တင်းညာမှာလူသေးတာ400ကျော်မယ်ခမရတို့ရဲကဘာလို့30ပဲတတ်မှတ်တာလဲဆိုတော့ဖြေသူကရေပတ်ရင်တေးသွားရင်တင်းကြံအသေးလို့တတ်မှတ်မယ်ရေပတ်ရင်ကရန်ဆောင်ကြပြီးပန်းကြံထဲမှာ သွားရန်ဖြစ်လို့တည်ရင်တော့တင်းကြံအသေးလို့မတက်မတ်ဘူးတဲ့လမ်းမှာကားမောက်သေးရင်လဲတင်းကြံအသေးလို့မတက်မတ်ဘူးတဲ့အလောင်းဖြောက်ပုံများဗျာစစ်သားအလောင်းတွေဖြောက်ထားခြင်းခြေတန်းထွက်တိုက်ပွဲကြသွားတဲ့စစ်သားကို တရင်မှုက အသေးစရင်မသွင်းဘူးတရင်အင်အားစရင်ထဲမှာရှိသေးပဲသူ့လစာသူ့ရိတ်ခါနဲ့သူ့ရပိုင်ခွင့်တွေကိုတရင်မှုကထုတ်စားနေမြဲစစ်သားအလောင်းဖြောက်တာပေါ့တပ်သား20တိုက်ပွဲကြထားလဲအသေးစရင်မှာမရှိသေးဘူး စစ်သား20အလောင်းဖျောက်ထားတာလေနောက်ဆုံးတိုက်ပွဲကျထားတဲ့တိုက်ချက်ကြီးကတက်ရင်ဆုံးကျွေးမှာဝင်ပူးပြီးသူသေးတာတနည်းရှိပြီးသူ့ကိုဆုံးသွတ်ပေးကြပါလို့ပြောတော့မှ အလောင်းဖျောက်ထားတာပေါ်ရတာအဲ့ဒါကစစ်ကောင်စီတက်ရင်တိုင်းမှာဖြစ်နေတဲ့အခြေအနေပဲအခုငလင်းမလာ28ရက်လှုပ်တော့29နေပြီးတော့စစ်ရေးပြမှာပါတယ်တက်သား9000တဲကတော်တော်များများနေပြီးတော့မှပဲတေကုန်ကြတယ်အဲ့ဒါတွေဘမားမှာစရေးမရှိဘူး ဖျောက်ထားတာငလင်သေးဆုံးစစ်သားအလောင်းတွေကိုငလင်သေးဆုံးစရင်မြာစစ်ကောင်စီကဖျောက်ထားအိုးဘိုထောင်ကလူ30အပါအဝင်ထောင်တွေကငလင်ရောက်သေးတဲ့စရင်တွေဖျောက်ထားတယ်နေပြီးတော့စစ်ရေးပြတဲ့စစ်သားတွေငလင်ရောက်အသက်ဆုံးတဲ့တင်ဖွက်ထားတယ်နေပြီးတော့အပါအဝင်မန္တလေးစကိုင်းမကွေးရှမ်းပြည်တို့မှာငလင်ရောက်ကွယ်လွန်တဲ့စစ်အရာရှိကြီးတွေရဲ့စရင်တွေထိတ်တန့်ရှုပ်ဝတ်ထားတယ်အင်အားပြင်းငလင်ရောက်ဧပြီလ22ရက်နေ့အထိတေဆုံးသူစုစုပေါင်း 4426ဦးရှိပြီလို့ကြေညာထားပါတယ်။ဒါပေမဲ့အဲ့ဒီစရင်ထဲမှာထောင်အသီးသီးကငလင်ကြောက်တေဆုံးသူတွေပါပြီးပြီလား။ငလင်ကြောက်ကြဆုံးတဲ့စစ်အရာရှိကြီးတွေနဲ့စစ်သားတွေရဲ့စရင်တွေတခြားစရင်တွေပါပြီလားဆိုတာတော့မသေးကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ငလင်စစ်တပ်အလောင်းဖျောက်ထားလို့ပါ။စောင်းပါရှင် မောင်တူအဆုံးထိနားတော်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင် ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရိုက်ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်